Hello အားလုံးပဲမင်္ဂလာပါကလင်း YouTube Channel နဲ့ဒီဒီကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ကလင်းရဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာရှိသောနေ့လက်ကလင်းကိုပတ်စံပါစီလို့ကလင်းမအယုံဆုံးစုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ခုဒီတနေ့လာနေတယ်မှာတော့ဗောနော်ကျွန်တော်ဒီ26ဆိုတဲ့ဟင်းလေးထွက်ခဲ့တယ်ဗောနော်အဲ့တော့ကျွန်တော်ကမနက်ဖြန်ပြောပါတယ်ကျွန်တော်ကကျွန်တော်ရှိရာဒီကီဟင်းလေးရဲ့ဒီပရိဟင်းလေးရဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုရှိုင်းပွဲကြီးစားစီခြင်းကစီနာနေပါဖြစ်ချင်တော့ brake ဆိုတဲ့ဟင်းလေးရပဲဖြစ်တည်ခဲ့ပြီးတော့ key ဆိုတဲ့ဟင်းလေးနဲ့တွဲဖက်ပြီးတော့သူတို့ကအဆင်မပြေခဲ့တော့ရောအနေနဲ့နင့်နာခဲ့ရတယ်။ Okay ပါနင့်နာတာလည်းနင့်နာတာပေါ့ issue ပေါ့အဲ့တော့ကျွန်တော်ကအခုတနင်္လာညနေဒီ muscular 18ရက်တနင်္လာညနေပေါ့နော်တချို့တွေဗီဒီယိုဟောင်းတွေကြည့်ပြီးတော့ key link ကိုဒါလာပြရရရှိပါတော့ခုပါကိုတေချာကြည့်ကြပါတော့ အခုဆိုရင်ဗီဒီယိုထဲမှာဒီကျွန်တော် daily တွေလည်းပြောပေးတယ်ဒီတော့ကျွန်တော်ရဲ့ဗီဒီယိုရဲ့အပေါ်မှာကျွန်တော်ရက်ဆွဲလေးတွေလည်းထည့်ပေးထားပါဗောနော်ဒါကတော့ကိုယ့်ဘာကိုအားဆိုင်ကြပါဗျာကျန်တာကတော့ကျွန်တော်လည်းမတက်နိုင်ကျွန်တော်ဘက်ကတော့မိတ်ဆွေတို့အစီအမေဖို့အတွက်ရှာပေးရမှာတောင်းဝင်မိတ်ဆွေတို့ကလည်းသူရင်းနဲ့သူမှတ်ကန်အောင်ကြီးနိုင်ဖို့ကမိတ်ဆွေတို့ရဲ့အပိုင်ကျွန်တော်လည်းမဆိုင်โอเคအဓိကထပ်ပြောလိုက်မယ်ကိုနဲ့ထိုင်းမှာကိုရလာအခုကျွန်တော်ညနေဒီတိုင်းကညနေတော့ပြောမယ်ရှယ်ဟင်းပွဲဒီမိတ်ဆွေတို့ အခုဗီဒီယိုကိုမြင်တွေ့ရတဲ့လူတွေကထိုက်လို့မိတ်ဆွေတို့ဒီညနေခင်းမှာမိတ်ဆွေတို့ရမယ်လို့ကျွန်တော်စီစဉ်မှာထင်မိတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကိုကျွန်တော်ရှင်ဟင်းပွဲလေးပြောပြပါမယ်ကျွန်တော်ရဲ့ပုံမှန်ပြောနေကြကြည့်ဒီတုံညာဆိုတဲ့ကိဟင်းလေးရဲ့ငါးဆိုတဲ့ကိဟင်းလေးရဲ့ခွန်ဆိုတဲ့ကိဟင်းလေးမနက်ကကျွန်တော်ခွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟင်းပွဲလေးမထည့်ပေးခဲ့ဘူးအဲ့ဒါဘာဖြစ်လဲဆိုကျွန်တော်မကြိုက်လို့ဖယ်ခဲ့တာပေါ့နော်အဲ့ဒါကိုတချို့တွေကမားတယ်ဘာဖြစ်ညာဖြစ်တယ်ပြောတယ်ပေါ့နော်တကယ်တော့မမှားပါဘူးကိလင်းကသူ့ပညာနဲ့သူ့အာယုံနဲ့သူ့နော်โอเคအခုတော့ပြောပါတော့မယ် အဲ့တော့ကျွန်တော်ကတုံညာဆိုတဲ့ဟင်းလေးနဲ့ပတ်သက်ရင်ကျွန်တော်ဟင်း၃မှတ်ထုံမယ်အဲ့ဒီထဲမှာတော့တုံညာ၈ဆိုတဲ့ဟင်းလေးရဲ့တုံညာ၃ဆိုတဲ့ဟင်းလေးရဲ့တုံညာ၁ဆိုတဲ့ဟင်းလေးရဲ့ဖြစ်ပါတယ်အဲ့တော့၅နဲ့ပတ်သက်ပြီးတော့ဟင်းပွဲလေးတွေထုံအောင်မယ်ဆိုရင်တော့58ဆိုတဲ့ဟင်းပွက်လေးရဲ့53ဆိုတဲ့ဟင်းပွက်လေးရဲ့51ဆိုတဲ့ဟင်းပွက်လေးရဲ့ဗျပြီးတော့ခွန်နဲ့ပတ်သက်ရင်တော့ကျောင်းနေတဲ့က88ဆိုတဲ့ဟင်းပွက်လေးရဲ့83ဆိုတဲ့ဟင်းပွက်လေးရဲ့81ဆိုတဲ့ဟင်းပွက်လေးရဲ့ကျောင်းနေနဲ့ဈေးနှစ်တက်ပါတယ်ဒီညနေမှာတော့ ကျွန်တော်အနေနဲ့မနက်ကကျွန်တော်ဖြောက်ခဲ့တဲ့ဒီခွန်ဆိုတဲ့ဟင်းလေးပေါ့နော်မိတ်ဆွေတို့အနေနဲ့ဘိုင်ဟင်းလေးကိုကြိုက်တယ်ဆိုရင်ခွန်ဘိုင်လေးကိုမိတ်ဆွေတို့အနေနဲ့ချက်ပြုတ်စားတောက်လို့ရပါတယ်โอเคပါအဲတော့ကျွန်တော်ဒီမတ်လ18ရက်တလင်းလာညနေအတွက်ကျွန်တော်ဟင်းပွဲလေးကိုပဲပြောပြခဲ့တယ်လို့ဘိုင်ဟင်းကြိုက်တဲ့လူတွေကလည်းခွန်ဘိုင်ဆိုတဲ့ဟင်းလေးကိုမိတ်ဆွေတို့အနေနဲ့ချက်ပြုတ်စားတောက်လို့ရပါတယ်ခင်ဗျာအားလုံးပဲစင်မြင်ကြပါစေခင်ဗျာကျွန်တော်ကတော့ဂိမ်းလင်းဖြစ်ပါတယ်ခင်ဗျာ